အင်ဒိုနီးရှားနိုင်ငံရဲ့ဗုဒ္ဓဘာသာတမိုင်းအကြောင်းလေးလေးပြောပြပါအောင်နဲ့အင်ဒိုနီးရှားနိုင်ငံကဖြစ်သွားတဲ့ကိစ္စကတော်တော်ချင်းနေဆိုရယ်ဗျအဲ့ဒါကဘာလဲဆိုတော့တို့1965ခုနှစ်မှာမနက်ခင်းပိုင်းမှာဗျမနက်အစောပိုင်းကာလမှာကျွန်တော်တို့ဗုဒ္ဓဘာသာတွေကပုံမှန်အတိုင်းကိုဖျားရှိခိုးတယ်မနက်စောကြီးထားတယ်ဖျားစားတွေရွတ်တယ်ဟိုဖျားစွန်းတော်တွေကတ်တယ်အဲ့လိုလုံနေတဲ့အချိန်မှာဗျတန်ချောင်းခောက်တန်တွေကအဲ့ အင်ဒိုနီးရှားနိုင်ငံတနိုင်ငံလုံးမှာစူညံပြီးထွက်လာပြီးတော့လူတစုရဲ့ဟစ်ကျွေးတန်တွေထွက်လာတယ်ဗျအဲ့ဒါပါလဲဆိုတော့အလာရှင်မြတ်ကို ပူဇော်ပါဤအလာရှင်မြတ်ကိုဟိုကိုးကွယ်ပါဤဆိုတဲ့ကျွေးတော်တန်တွေအကျယ်ကြီးထွက်လာပြီးတော့အစလမ်ဘာသာဝင်အများစုကလက်နက်ဒုတာလက်နက်တွေကိုယူပြီးတော့ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်နေရှိတဲ့အိမ်တွေကိုဝင်ဇေဒီပထိုးဖျားចောင်းကန်နေတဲ့ကိုဝင်ပြီးတော့ဇေဒီပထိုးတွေကိုပျက်စီး ဘုရားဘာသာအနွယ်ဝင်တွေကိုဖမ်းပြီးတော့လက်ဘင်းကိုဒါမျိုးတွေလုပ်တယ်တတော်ဖျက်ချမှာကြောက်လို့ကျွန်တော်မပြောတော့ဘူးအဲ့လိုမျိုးလုပ်ပြီးတော့နောက်ဆုံးအရှင်ဖမ်းပြီးတဲ့သူတွေကိုမင်းတို့အစလန်ဘာသာနဲ့ဝင်မလားဒါမှမဟုတ်လို့ရှိရင်မင်းတို့တွေအသေးခံမလားဆိုပြီးတော့သူတို့ကိုမေးတယ်အစလန်ဘာသာနဲ့မဝင်တဲ့လူတွေကိုတခါတယ်လုပ်တယ်ပြီးတော့ခလေးအငယ်တွေရှိနေတဲ့မိခင်တွေ ဘိုက်ကြီးတဲ့တွေအထူးသဖြင့်ဘိုက်ကြီးတဲ့တွေကိုလောက်တယ်ယောက်ျားသားတွေဆိုလို့ရှိရင်မင်းတို့ငါတို့ဘာသာတွေဝင်မလားမဝင်ဒါလောက်တယ်ဆယ်နှစ်အောင်ကလေးငယ်တွေနဲ့မင်းမပြိုတွေကိုအာတမပြုတ်ပြီးကျင်တယ်အာတမပြုတ်ကျင်တာလဲကျွန်တော်ပြောပြဘယ်လောက်ထိလူမဆန်လဲဆိုလို့ရှိရင်တရားချင်းမဟုတ်ပဲနဲ့လူရှိသူရှိမှအုပ်စုလိုက်ဝိုင်းပြီးအမဲဖြတ်သလိုမျိုးအာရမပြူးခြင်းနေတာ မြို့လေကောင်ကိုခွေးသေးကောင်ပုတ်ကိုဆွဲသလိုဒရွတ်တိုက်ဆွဲခေါ်ပြီးတော့မြို့လေကောင်မှာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေရရက်ဆက်ဆက်သူတို့လုပ်ခဲ့တာဗုဒ္ဓဘာသာဝင် အမျိုးသမီးတောင်းငနနဲ့ခြီလောက်အောင်သူတို့တွေအာရမပြုခြင်းပြီးသူတို့တတ်တယ်ယောက်ျားသားတွေကိုတတ်တယ်တချို့ကြတော့ဗျာကြောက်ပြီးဘာသာတွေဝင်တယ်တချို့ကြတော့မဝင်ဘူးအဲ့လိုနီးနဲ့ကျွန်တော်တို့အင်ဒိုနီးရှားနိုင်ငံကိုသူတို့တွေတင်းယူခဲ့ကြတာစဉ်းစားကြည့်အခုပြောနေတဲ့သူတွေ UK မှာလည်းဗျာအခုဖြစ်နေတဲ့ကိစ္စတွေအားလုံးသိတယ်เนาะကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ရခိုင်မှာဖြစ်နေတဲ့ကိစ္စတွေဒီကောင်းလေးကလေလုံးဝနေရပေးလို့မရဘူးနေရပေးလိုက်လို့သူတို့လူဦးရေတောင်းလာပြီဆိုတော့ねကျွန်တော်တို့အထက်ကနေဝါမျိုးတော့မှာအရင်ဆုံးလူဦးရေမှာသူတို့နေရယူမယ်ပြီးရင်အုပ်ချုပ်ရေးဘက်မှာသူတို့နေရယူမယ်နေရရလာပြီဆိုတော့ねအခွင့်အရေးတွေတောင်းဆိုမယ်တောင်းဆိုပြီးရင်ကျွန်တော်တို့ဗုဒ္ဓဘာသာတွေအမြင့်ပြတ်သူတို့ရှင်းလင်းတော့မှာ အဓိကသူတို့ရဲ့ပြတ်မှတ်ဒီကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာအထွန်းကားတဲ့နိုင်ငံမြန်မာနိုင်ငံသူတို့တိတ်လို့ကျင်တာအဲ့တော့ဗုဒ္ဓဘာသာမှာမြန်မာနိုင်ငံမှာရှိတဲ့လူတွေအားလုံးသတိပြုပါလို့ကျွန်တော်ဒီဗီဒီယိုလေးနဲ့အတည်ပြုလိုက်တယ်နော်ပထမတော့တဲ့မပြောရဘူးလှုပ်ပေးထားတာတဲ့တမိုင်းကြောင်ကုန်တိတလူလူနဲ့တဲ့ဘလို့ပြောနေတယ်အစ္စလမ်နိုင်ငံဘလို့ပြောသလိုကြီးဖြစ်လာတယ်အဲအဲ့ချိန်ရောရောဘလို့ဘလို့ရောမွေးပြီလားတဲ့သူပြောတဲ့အတိတ်ပဲဗျာကျွန်တော်က ပထမအရှိမပြောထားတဲ့ဗီဒီယိုထဲမှာကအစ္စလမ်ဘာသာဝင်တွေဒါတခြားဗုဒ္ဓဘာသာနိုင်ငံတွေဘလူးဒေလောက်ခဲ့တယ်ဆိုတဲ့အကြောင်းပြောထားတဲ့နေရာမှာအဲ့ဒီသမိုင်းထောက်ထားတယ်ဖြစ်တဲ့အချိန်မှာကျွန်တော်မွေးပြီလားဆိုလို့သူကမေးကြတယ်အဲ့တော့ငါမင်းကိုမေးကြတာကွာဖြစ်တဲ့အချိန်မှာ ရှိမှလက်ခံကြည်လားဟမ်ဒါဆိုလို့ရှိရင်မင်းတို့အလားရှင်မြတ်ကြီးမိုဟာမက်စီကို လာတဲ့အချိန်မှာ မင်းရှိလားမင်းမွေးပြီလားမင်းတွေ့လားဟမ်မင်းတွေ့ပြီလားလို့တွေ့လိုက်လားဟမ်မင်းတို့အစလံဥပဒေကျမ်းအစလံဘာသာရဲ့အကြောင်းမင်းတို့အလိုက်ရှင်မြတ်မင်းတို့မိုဟာမက်စီကိုလာပြောတာမင်းမြင်လိုက်လားဒါဆိုမမြင်မဲနဲ့မင်းဘာလို့အစလံဘာသာကိုကိုယ်ညီမလက်ခံကြီးဆိုလို့ရှင်မင်းတို့အစလံဘာသာဖြစ်လာတဲ့အကြောင်းတော့မရှိဘူးရှင်းလားငါမဘာသာတာမဘာသာတာလို့ပြောနေတဲ့ကောင်တွေကိုလည်းငါတိအောင်တစ်ခုပြောပြလိုက်မယ်။ဟဲ့အောင်ငါဘယ်ဖွဲ့စည်းရမှမဟုတ်ဘူး။ မဘာသာဆိုတာအမျိုးဘာသာသာသနာကိုထိမ့်သိမ်းဆောက်ရှောက်ရေးအမျိုးဘာသာသာသနာဆိုတဲ့နေရာမှာနိုင်ငံသားမှန်ရေးဒီနိုင်ငံဒီကိုကိုးကွယ်နေတဲ့ဘာသာကိုဆောက်ရှောက်တဲ့သူတိုင်းဒီမဘာသာပဲငါမမဟုတ်ဘူးမင်းတို့အလုံးနဲ့မင်းတို့ဘာသာဆောက်ရှောက်မင်းတို့လည်းအမျိုးဘာသာသာသနာဆောက်ရှောက်ရေးမဘာသာပဲရှင်းတယ်နော်ငါပြောတာအဲ့တော့မြန်မာပြည်မှာလက်ရှိအုပ်ချုပ်နေတဲ့အစိုးရဗျာဒါမှမဟုတ်နောက်တက်လာမယ့်အစိုးရပဲဖြစ်ဖြစ်ပြီးတော့ကျွန်တော်တို့လက်ရှိနေတဲ့အုပ်ချုပ်ခံလူဒန်းစားတွေအားလုံးကိုကျွန်တော်တို့ခုပြောချင်တာက ဒီကောင်နေရဗျာအခြေအနေကတော်တော်ဆိုးလာတဲ့အနေထားရောက်လာပြီအဲ့တော့သူတို့ကိုဗျာကျွန်တော်တို့ကဘလို့မျိုးလောက်ရမလဲဆိုတော့ဥပဒေတွေကျွန်တော်တို့ကန့်သတ်ရမယ်အခုရက်ကွက်တစ်ခုကိုကျွန်တော်တို့တကောင်ချင်းကြည့်လိုက်ဒီရုပ်ကမှာအစလန်ဘာသာနဲ့ပတ်သက်တာအစလန်ဘာသာဝင်ဥယျာဘလောက်ရှိတယ်မိသားစုအိမ်တော်စုဘလောက်ရှိတယ်ဒီမျိုးနယ်အတွင်းမှာ ရှိနေတဲ့ဗလီအကြီးအတွက်နဲ့အစလန်ဘာသာဝင်ဥယျာနဲ့ညီမျှလားသူတို့ဗလီတက်ဖို့အတွက်လုံလောက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေဗလီထက်ဆောက်ခွင့်ပေးကြရအကြောင်းမရှိဘူး ရှင်းတယ်နော်ဒါသူတို့ရဲ့သူတို့တာသနာပြုနည်းတစ်မျိုးပဲဗျာနောက်တစ်ခုဗျာသူတို့တွေကိုကျွန်တော်တို့ဘောရဘာသာဝင်လို့ပဲတလင်တမယာစနစ်ကိုကျင့်သုံးခိုင်းရမယ်ကျွန်တော်တို့နိုင်ငံမှာနေကျွန်တော်တို့တရားဥပဒေကိုလိုက်ကျင့်သုံးရမှာပဲနော်အထွတ်မတန်နဲ့ဗျာကျွန်တော်ပြောရရှင်းရှင်းလေးမနေကြလို့ရှိရင်ခင်ဗျားအစလန်ဘာသာတီးတန့်ရှိတဲ့နိုင်ငံကိုပြန်သွားလို့ရတယ်ဘယ်သူမှတားထားတာမဟုတ်ဘူးနော်ပြီးတော့ခလေးမွေးတဲ့ဥယျာဉ်ကိုလည်းကျွန်တော်တို့ကန့်တတ်ရမယ်သူတို့တွေဘလို့တခြားနိုင်ငံတွေကိုလုတ်တယ်ဆိုတဲ့အကြောင်းတွေပြအားလုံးသိပြီးသားကျွန်တော်ပြောနေကြမလို့เนาะ ဲ့တော့ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအားလုံးတတိပြုသိမ့်ပြီလို့ကျွန်တော်ကတော့ထင်တယ်အခုရက်ခိုင်မှာเนาะကျွန်တော်တို့ဒေတာတွေဖြစ်မလာဘူးလို့ပြပြောလို့မရဘူးเนาะအဲ့တော့ comment မှန်းတဲ့ကောင်ငါပြောချင်တာလေးလာပြီးမှမင်းလည်းလာပြောเนาะ